ဝက်ချန်သမားတွေအတွက်သူကဒီ slit slit acid လဲပါတယ်ပြီးတော့ရင်ဒါ budget face scrub လို့ပြောလို့ရတယ် deep exfoliation လုပ်ပြီးတာပေါ့အဲ့အတွက်ကြောင့်သူကသူ့ရဲ့ scrub တိုက်ကဆိုလို့ရှိရင်လည်းနည်းနည်းလေးတော့ပို့ပြီးတော့ကျန်းတယ် Hello အမေမင်္ဂလာပါရှင်ဘူးဒီနေ့မှာ ီ Saint Ives Crack လေးနှစ်ခုအကြောင်းကိုပြောပြပေးသွားမယ်เนาะအဲ့တော့ဒီဥစ္စာလေးကရွှေဖူးရဲ့လုံးဝ favorite ရွှေဖူးလွန်ခဲ့တဲ့ online shop ဆောက်လုပ်တဲ့10နှစ်ကျော်ခရီးရသုံးလာပါဗောเนาะအဲ့တော့တခြားဟာတွေဘလောက်ပဲပြောင်းသုံးသုံးနောက်ဆုံး DIY ပဲပြန်ရောက်လာတယ်ဗောအဲသူကဈေးအရဆိုလို့ရှင်ဒါ budget face scrap လို့ပြောလို့ရတယ်ဒါပေမဲ့ မိတ်ရင်ကွာသွားတဲ့အခါမှာတော့အာဈေးနှုန်းအပြောင်းလဲရှိတာပေါ့နော်ဒီဟာဆိုလို့ရှိရင်လုံးဝဒါ made in USA ပေါ့ရှုပ်လဲတောက်လျှောက် made in USA ပဲအဲတုံးလာတာဆိုတော့အဲ့တော့ဒီနှစ်ခုရဲ့ကွာခြားချက်လေးနဲ့ဘယ်လိုလူတွေတုံးရမလဲဆိုတော့ရှုပ်ပြပြပေးမယ်ပထမဆုံးအနေနဲ့အာဒီ apricot လေးကိုရွေးထားပေါ့နော် ဒီတစ်ခုကကြတော့ဒါတို့အခု new packaging နေဖြစ်သွားပါဘောเนาะအရင် formula ပဲ packaging လေးပဲပြောင်းသွားတာအာဒီဥစ္စာကကြတော့သူကပို့ပြီးတော့အာ deep isolation လုပ်ပြီးတာပေါ့အဲ့အတွက်ကြောင့်သူကသူ့ရဲ့ scrap type ကဆိုလို့ရှိရင်နည်းနည်းလေးတော့ပို့ပြီးတော့ကျန်းနေအဲ့တော့အာ sensitive skin သမားရေဆိုလို့ရှိရင်သုံးလို့မရဘူးကိုက sensitive skin သမားမဟုတ်ဘူးဝက်ချံသမားမဟုတ်ဘူးဆိုလို့ရှိရင်ကျန်တဲ့ type တွေ best skin type ဆိုသုံးလို့ရတယ်အဲ့တော့ဝက်ချံအတွက်သူကအာအာနိတင်တော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့ physical face scrub ပဲဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ sensitive သမိုင်းဆိုလို့ရှိရင်သူကနည်းနည်းလေးပို့ပြီး rough ဖြစ်တယ်ပေါ့နော်အာဖြစ်တဲ့ခါကျတော့ sensitive သမိုင်းဆိုหนีသွားမှာဆိုတဲ့အတွက်ပေါ့အဓိကတော့ကိုကအသားရပါတယ်အရန်ပတ်ပြီးတော့အဲ့လို flake တွေဖြစ်တယ်ပြီးတော့လို့ရှိရင်မျက်နှာကြီးကအဲ့လိုခရီးရတားထွက်တာပဲဖြစ်ဖြစ်ဒီ emotion ကြောင့်ပဲဖြစ်ဖြစ်မျက်နှာကြီးကအဲ့လိုဘယ်လိုပြောရမလဲညိုညင်းညင်းဖြစ်လာတဲ့အခါကျလို့ရှိရင်တော့ဒီဟာလေးကပို့ပြီးတော့အာအသုံးဝင်နေထင်မှာပါတယ်ပေါ့နောက်တစ်ခုဖြစ်တယ်ဒီ bamboo နဲ့ အာ green အရင်တော့သူက green tea ဆိုတဲ့ပုံစံနဲ့ပဲလာတာပေါ့နော်အခုကျတော့မှသူကဘေးရှိထက်ထက်ထားတယ်နောက်ဘန်ဘူးလဲပါသွားတယ်ပေါ့ဒါဆိုလို့ရှိရင်သူက physical ရော chemical ရောပေါင်းထားတယ် face scrub လို့ပြောလို့ရရဲ့အာ bh ပါတယ်ပေါ့နော်နောက်ပြီးသူကကျတော့အာ exfoliate လုပ်တဲ့ scrub ဆိုပေမဲ့သူက mine ဖြစ်တဲ့ scrub ပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲတပတ်ကိုဆိုလို့ရှိရင်3-4ချိန်လောက်ကိုသုံးလို့ရတယ်အဓိကတော့ဝက်ချန်သမားတွေအတွက်သူက di salicylic acid လဲပါတယ်ပြီးတော့ရင် အာဒီလိုမျိုးချွေးပေါက်ပေါ့နော်ချွေးပေါက်အရန်ကျယ်နေတဲ့သူတွေအာပြီးလို့ရှိရင်ဒီနှာခေါင်းမှာစားဝတ်ခြံပေါ့နော်အဓိကတော့စားဝတ်ခြံနဲ့ဝတ်ခြံသမားတွေနောက်အစီအရန်ပြန်တဲ့သူတွေအတွက်သူကအာ BHC လေးပါထပ်ထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ ဒီ scrap ဆိုလို့ရှိရင်တော့ဒါတနည်းကို3-4ချိန်သုံးလို့ရတယ်။သူက moderate အာ scrap type ဖြစ်တယ်ဆိုတော့သူရဲ့ scrap သားလေးကပို့ပြီးတော့နူးညံ့တယ်၊ mine ပို့ဖြစ်တယ်ပေါ့နော်။ဒီ apricot နဲ့ဆာလို့ရှိရင်အဲ့တော့ဒီနှစ်ခုမှာကိုယ့်ရဲ့ skin type ကိုရွေးပြီးတော့ဒါ weight ရွေးချယ်ပြီးတော့ weight လို့ရတယ်ပေါ့နော်။ဆိုတော့ရှုပ်ကအဓိကတော့ဒီနှစ်ခုကိုကိုယ်ကပြပြလေးတည်သွားသေးချင်တာပေါ့ဘလို့ skin type ကဘလို့ scrap ကိုတုံးရမယ်ဆိုတာပေါ့နော်အဲ့တော့ဒီ video လေးနဲ့တူတူ အာဒီစကွက်လေးကိုရွေးနိုင်သွားမယ်လို့ရှိဝတ်ထင်ပါတယ်